အခုတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဈေးကွက်မှာအခုနှစ်အတွင်းမြန်မာစံတန်းချိန်လေးတန်းဝယ်ယူဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်ပကိုစံတင်ပို့မှုရဲ့80ရာခိုင်နှုန်းခန့်ကိုတရုတ်နိုင်ငံကိုတင်ပို့လျက်ရှိရာအခုဗန္နာနှစ်အတွင်းမှာလည်းတရုတ်နိုင်ငံကနေမြန်မာစံတန်းချိန်လေးတန်းအထိဝယ်ယူဖို့စီစဉ်နေတယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်မှသိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးတင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်ကပြီးခဲ့တဲ့နှစ်ကတရုတ်ကိုတန်ချိန်8000ကန်တင်ပို့ခဲ့ကြောင်းတရုတ်ကလည်းတန်ချိန်4000ခန့်ဝယ်ဖို့ official ကြေညာထားတဲ့အတွက်6တန်းလောက်ဝယ်နိုင်စရာရှိကြောင်းရောင်းနိုင်မယ်ဆိုပါကတန်ချိန်3000ကျပ်လောက်အထိတင်ပို့နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ မနေ့ကလည်းပြည်ပကိုစံတန်ချိန်တန်းခွဲတင်ပို့ခဲ့ပြီးဒီနှစ်မှာလည်းစံတန်ချိန်တန်းခွဲအောင်မရော့ပဲတင်ပို့နိုင်ကြောင်းရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ရဆိုပေမဲ့နှစ်စဉ်ဖြစ်ပွားခဲ့တာထပ်ပို့ပြီးထူးခဲ့ပြီးဖြစ်ခဲ့တာမဟုတ်တဲ့အတွက်ဒီနှုံထားကတော့အ ਨੇ ဆုံးတင်ပို့နိုင်ကြောင်းဥချစ်ခိုင်ကဆက်လက်ပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာ25မှတ်စံတွေကိုတရုတ်နဲ့အာဖရိကကိုတင်ပို့လျက်ရှိပြီးဂျပန်နိုင်ငံကိုတန်းမြင့်9မှတ်စံတန်းချိန်9000တင်ပို့ထားပြီးဆက်လက်တင်ပို့သွားဖို့စီစဉ်လျက်ရှိပါတယ် နေဆက်တလျှောက်မှာတရားဝင်ကုံသွယ်မှုပြုလုပ်နေတဲ့နေဆက်ကုံသွယ်ရေးစခန်းပေါင်း14ခုရှိပြီးမြန်မာတရုတ်နယ်ဆက်ရှိမူဆယ်105မိုင်နေဆက်ကုံသွယ်ရေးစခန်းမှာကုံသွယ်မှုအများဆုံးပြုလုပ်လျက်ရှိကတရုတ်နိုင်ငံဘက်ကလေယာထွက်ကုန်ပစ္စည်းများအများဆုံးတင်ပို့နေတဲ့ကုံသွယ်ရေးစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။